မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငင်းချမ်းရေးယူထားသောတိုင်းသားအဖွဲ့အချို့နှင့်ဝန်ထမ်းများတစ်ဆာမရှိဟုမင်းအောင်လိုင်ညှိတွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကော်မရှင်ခေါင်းဆောင်မင်းအောင်လိုင်သည်ရှမန်နီနိုဝင်ဘာ16ရက်က၎င်း၏မော်လမြိုင်ခီးစဉ်အတွင်ငင်းချမ်းရေးယူထားသည့်တိုင်းသားလက်နက်ကိုင်အချို့နှင့်ဝန်ထမ်းများတစ်ဆာမရှိဟုညှိတွားပြောဆိုခဲ့ပါတယ် နေဆက်ဒေတာများရှိတရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍ထုတ်ဖော်ပြောကြားခဲ့ရာတွင်နေဆက်ကုန်သွယ်ရေးပျက်စီးမှုနှင့်နိုင်ငံတော်အခွန်အခဆုံးရှုံးမှုတို့အတွက်၎င်း၏လက်အောက်ခံဝန်တန်းအချို့နှင့်မဟာမိတ်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများကိုအပြစ်တင်ပြောဆိုခဲ့ပါသည်။မြောက်လာ၏ပြောကြားချက်အရနေဆက်ဒေတာများတွင်တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့်နေဆက်ဂိတ်တချို့ကိုပိတ်ထားရကြောင်းတချို့သောဝန်ထမ်းများနှင့်နိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေးယူထားသည့်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများသည့် နိုင်ငံတော်အပေါ်တည်ဆောက်ဆောင်တိမှုမရှိဘဲ၎င်းတို့၏ကိုကျိုးစည်းပွားအတွက်တရားမဝင်ကုံသွဲမှုများတွင်ပါဝင်ပတ်သက်နေကြောင်း၎င်းကအဝန်ခံပြောဆိုခဲ့ပါသည်။ဝန်ထမ်းတွေနဲ့မဟာမိတ်အဖွဲ့အစည်းများကိုကျိုးစည်းပွားအတွက်တရားမဝင်ကုံသွဲမှုလုပ်နေတယ်လို့ထ้ายရိုက်ပြောဆိုခြင်းဟာစစ်ကော်မရှင်ရဲ့အမိန့်ပေးစနစ်နဲ့အုပ်ချုပ်ရေးရန်နေရာတစ်ခုလုံးမှာထိန်းချုပ်နိုင်စွမ်း control နဲ့စီကန်လိုက်နာမှု discipline ရော်ရဲလာနေပြီဆိုတာကိုပြသနေပါတယ်ဟုနိုင်ငံရေးလှိလသုံးသက်သူတအုပ်ကပြောပါတယ်။ ၎င်း၏အစုအယံတရားမဝင်ကုန်သွယ်မှုများဆောင်ရွက်ခြင်းဖြင့်နိုင်ငံတော်အနေဖြင့်ရာသင်ရထိုက်သည့်အခွန်အခါများဆုံးရှုံးပြီးထိခိုက်နစ်နာရလျက်ရှိသလိုနေဆက်ဒေတာများရှိလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်းသက်ဆိုးရှိစေနိုင်မည်ဖြစ်ကြောင်းစိုးရိမ်မကင်းပြောကြားခဲ့ပါသည်။ငြိမ်းချမ်းရေးယူထားသည့်တိုင်းသားအဖွဲ့များကိုတစ္ဆာမရှိသူများအဖြစ်သတ်မှတ်ပြောဆိုလာခြင်းကလည်းစစ်ကောမရှင်နှင့်သူတို့ရဲ့မဟာမိတ်အဖွဲ့တွေကြားယုံကြည်မှုနဲ့ဆက်ဆံရေးတင်းမာလာနေပြီဆိုတဲ့လက္ခဏာကိုပြသနေပါတယ်ဟုနိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကပြောပါသည်။ နိုင်ငံရေးလှိလာသူများကမှမေယောင်လိုက်ပြောဆိုမှုသည်၎င်း၏အုပ်ချုပ်ရေးရန်နေရာအတွင် ဖြက်စည်းရွှေရွှဲမှုနှင့်လက်စားမှုများထူပြောနေသည်ကိုတရားဝင်ဝန်ခံခြင်းဖြစ်သည်ဟုသုံးသပ်ကြပါသည်။ထို့ပြင်၎င်း၏တာဝန်ခံမှုကင်းမဲ့ပုံကိုပြသနေပြီးနေဆက်ဒေသတည်ငြိမ်မှုဖြက်စည်းရခြင်းအတွက်အပြစ်ကိုအောက်ခြေဝန်ထမ်းများမဟာမိတ်အဖွဲ့များထံလွှဲချရန်ကြိုးစားနေခြင်းဖြစ်သည်ဟုရှုမြင်ကြပါသည်။ထို့အတူနေဆက်ဒေသများ၌အွန်လိုင်းအသုံးပြုလိမ့်လည်မှုအွန်လိုင်းစကန်နှင့် အွန်လိုင်းလောင်ကစားမှုအွန်လိုင်းဂိမ်းပလင်ကျူးလွန်နေသူများမရှိစေရေးအတွက်အလေးထားဆောင်ရွက်လျက်ရှိပြီး၎င်းတို့အခြေပြုဆောင်ရွက်လျက်ရှိသည့်အခြေခံအဆောက်အဦများကိုပါဖေရှားရှင်းလင်းခြင်းများဆောင်ရွက်လျက်ရှိကြောင်းနှင့်ဆက်လက်၍လည်းအမြင့်ပြတ်ချေမှုန်ရှင်းလင်းသွားမည်ဖြစ်ကြောင်းမင်းအောင်လိုင်းကပြောကြားခဲ့ပါသေးတယ်။အွန်လိုင်းစကန်ရှင်းလင်းနေတာကလည်းဟန်ပြပေးလီတရုတ်ဖီအာပြင်းထန်နေလို့လှုပ်ပြနေတာဒီကေကအဲ့ဒီကနေစစ်တပ်ကလည်းအချိုးစည်းဝါးတွေရနေတာဟုနိုင်ငံရေးသိပ္ပံလေ့လာသူတအုပ်ကသုံးသပ်ပါတယ်။ ။နေဆက်ဒေတာကုန်သေးတချို့ကလည်းတရားမဝင်ကုန်သွယ်မှုများတွင်စစ်တပ်အကြီးအကဲများကိုယ်တိုင်ပါဝင်ပတ်သက်နေခြင်းကြောင့်သာဖြစ်ပေါ်နေခြင်းဖြစ်ပြီးစေကောင်းဆောင်က၎င်းတို့၏ကိုယ်ပိုင်လက်ဆောင်မှုများကိုဖုံးကွယ်ရန်စူးစမ်းနေခြင်းဖြစ်သည်ဟုပြင်းပြင်းထန်ထန်ပြောဆိုခဲ့ကြပါသည်။ဆက်လက်ပြီးနေပြည်တော်တက္ကသိုလ်နှင့်စကိုင်းမြို့နယ်တို့တွင်စစ်ကြောင်းနှင့်လှည့်ခင်းကားကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှဆန္ဒဦးတည်ဆုံးပြီးကားတစီးကိုမိရှုရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ။နေပြီးတော့တကုံမြို့နယ်အမြက်လမ်းမိုင်းတိုင်း241ဘက်သို့ဆုတ်ခွာလာသော စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှု စစ်သား5ဦးသေဆုံးခဲ့ကြောင်းမြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ9ရက်နေ့နနက်8:40မိနစ်ခန့်အချိန်နေပြီးတော့တကုံမြို့နယ်ရတနာမြေကြီးပါဘက်မှအမြက်လမ်းမိုင်းတိုင်း241ဘက်သို့ဆုတ်ခွာလာသောအင်အား40ခန့်ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတစ်နေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထို့သောမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်မှ9ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကိုနွားလဲနှစီဖြင့်တည်ဆောင်သွားကြောင်းအဆိုပါတိုက်ခိုက်မှုကမျိုးသိမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရဲဘော်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်အလားတူစကိုင်းမြို့နယ်ကန်တလူတိုးကိတ်မှထွေးအုပ်ဆက်ရေး ကြော်ရဲလွင်အပါဝင်စစ်သားများလိုက်ပါလာသောကင်းလေကားကိုပြစ်ခတ်တိုက်ခိုက်ရာစစ်သားခွနဲ့ဦးခွဲချင်းပြီးသိဆုံးခဲ့ကကားကိုမိရှုရှင်းလင်းခဲ့ကြောင်းလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘလ28ရက်နေ့ည8:25မိနစ်ခန့်အချိန်စကိုင်းမြို့နယ်ကန်တလူတိုးခိတ်မှပြည်သူများကိုဖမ်းဆီးငွေညစ်တောင်းခံနေသောထွေအုပ်စရေးကြော်ရဲလွင်နှင့်စစ်သားများလိုက်ပါလာသောကင်းလေကားကိုစကိုင်းမုံရွာလမ်းရှိစကိုင်းတက္ကသိုလ်အနီးတွင်တော်လန်ရဲရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ထိုတိုက်ခိုက်မှုအတွင်ထွေအုပ်ဆက်ရေးကျော်ရဲလွင်အပါဝင်စုစုပေါင်း9ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေစဉ်စကိုင်းတက္ကသိုလ်နှင့်တပ်မ33မှစစ်သားများကအိမ်စီးကဆက်နက်စီးဖြင့်စစ်ကူပေးရန်ရောက်ရှိလာသောကြောင်းလေကင်းကားကိုမိရှို့ရှင်းလင်းပြီးတော်လန်ရဲရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါသည်။လေကင်းကားပေါ်ပါလာတဲ့ကောင်အားလုံးသိတဲ့ကားပါမိရှို့ဖြက်စီးခဲ့တာစစ်ခွေး9ဦးကနေရာတွင်ပွဲချင်းပြီးတည်ဆုံနေပြည်သူကိုစန့်ကျင်တဲ့သူအားလုံးကိုကျွန်တော်တို့ကအချိန်မရွေးတိုက်ခိုက်သွားမှာပါသူတို့ပြောခဲ့တဲ့စကားလိုပဲ ။တင်ရဲတဲ့ကောင်ဖြီသူကိုစန့်ကျင်လိုက်လို့ကျွန်တော်တို့ကပြန်ပြီးပြောချင်ပါတယ်ဟုလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါရယ်။အစိုးရတိုက်ခိုက်မှုကိုလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့မှတော်လှန်ရေးရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအထူးကံဖြစ်ပြလဲစုခွာနိုင်ခဲ့ကြောင်းသိရပါရယ်။ဆလပီစစ်တိတ်အထုရောင်ရွေးကောက်ပွဲအတွက်မဲပေးရေးလှုပ်ရှားမှုများတွင်အတင်းအကျပ်ဖိအားပေးဆင့်ခေါ်၍ပါဝင်ရသောအဆိုတော်နှင့်အမှုပညာရှင်များကိုစန္ဒအလျောက်တက်ကြွစွာပါဝင်သူများဟုမောင်မောင်အုံးကတုံ့နှုံပြီးဂုံယူတီဟုပြောပြန်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် အကြံဖတ်စစ်တဲ့အတူရောင်ရွေးကောက်ပွဲအတွက်မဲပေးရေလှုပ်ရှားမှုများတွင်အတင်းအကျပ်ဖိအားပေးဆင့်ခေါ်၍ပါဝင်ရသောအဆိုတော်နှင့်အမှုပညာရှင်များကိုဆန္ဒအလျောက်တက်ကြွစွာပါဝင်သူများဟုစစ်တဲ့လက်အောက်ခံပြန်ကြားရေးဝင်ကြီးဆိုသူမောင်မောင်အောင်ကစတင်တုံတုံပြောဆိုလာပါတယ်။နိုဝင်ဘာလ15ရက်နေ့ရန်ကုန်မြို့ပြည်လမ်းရှိမြမအတန်နှင့်ရုံမြင့်တန်ကြားတွင်ရွေးကောက်ပွဲအောင်မြင်ရေးဂီတအစီအယုံပဟုအစီအစဉ်ဖြင့်အသိပညာပေးနှိုးဆော်ရေးရွေးကောက်ပွဲလှုံ့ဆော်တည်ရိုက်ကူးနေမှုကို မမအုံးကသွားရောက်ကြည့်ရှုပြီးနောက်ရင်ကဲ့သို့မမအုံးကပြောဆိုသုံးထုံးလာခြင်းဖြစ်ပါတယ်။ရွှေကောက်ပွဲမေပီရေလှုပ်ရှားမှုအတွင်ဂီတအစီအယုံဗဟုဥက္ကဋ္ဌလွင်မြင့်နှင့်အဆူတော်များကလာရောက်ပါဝင်ခဲ့ကြပြီးရွှေကောက်ပွဲလှုံ့ဆော်တည်တခြင်းရိုက်ကူးခဲ့ကြကြောင်းအနာဂတ်မျော်ကြီးမေပီမြီတခြင်းကောင်းစဉ်ဖြင့်တည်တံ့ရှင်များဖြစ်ကြသည့်ရှေးတိုင်းကိုလန်းကြည်ဖြူခင်ရွှေဖြူမုံမွကျော်တွင်ခင်လာပြေပေါ်နေပလဲတန့်သွဲတို့ကတီးဆိုရိုက်ကူးခဲ့ကြကြောင်း ရှင်တေးတချင်းကိုအကော်ရီယန်အောင်မင်းနိုင်ကရေးသားပြီးဂီတာမှုအကယ်ဒမီဝင်းကိုနှင့်အဖွဲ့ကတီးခတ်အတန်းသွင်းကြောင်းသိရပါတယ်။ရှင်နောင်မမောင်အုံးကရွေးကောက်ပွဲမဲပေးရထောက်ခံတေးတချင်းလာရောက်ရိုက်ကူးပြီးတော့ဒေသရှင်များကိုထွေ့ဆုံပြီးအမှုပညာရှင်များကယခုကဲ့သို့ဆန္ဒအလျောက်တက်ကြွစွာပါဝင်ဆောင်ရွက်မှုအပေါ်ဂုံယူအတိမတ်ပြုသည်ဟုထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ အော်တိုဘာလ30ရက်နေ့အကြံဖတ်စစ်တပ်လက်အောက်ခံပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှညွန်ကျုပ်အေးချွေကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရှင်တွင်ရုပ်ရှင်နှင့်အမှုပညာရှင်အတိုင်းဝိုင်းကိုခေါ်ယူတွေ့ဆုံပြီးဒါမဲ့ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မဲ့ဝါဒဖြန့်အလိမ်ညာစည်းရုံးများတွင်ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်းလူငယ်ဖြင့်ပြန်လည်လွှမ်းမြောက်လာသောအမှုပညာရှင်သရုပ်ဆောင်များပါမကြံပါဝင်ရမည်ဖြစ်ကြောင်းအကြွေညင်းဆန့်မီဆိုလျင်အထက်အမိန်အရအရေးယူမီဟုဖီအားပေပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ ထို့သောရွေးကောက်ပွဲဘွားရဖြတ်လှုပ်ရှားမှုများတွင်ပါဝင်ရန်ဆက်သွယ်မှုကိုအကြောင်းမှပြန်သဖြင့်မင်းသမီးဖွဖွေးနှင့်တရုတ်ဆောင်အလီဟောင်တို့ကိုလည်းစစ်တပ်ကခေါ်ယူစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ပါသေးတယ်။စစ်တပ်ကထုတ်လွှင့်ပြသခဲ့တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလိမ်ညာဘွားရဖြတ်ဆက်လန်းကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်သည်ဟုဆိုကဒါရိုက်တာမိုက်တီခတန်ထွန်စောဇပ်ပိုတရုတ်ဆောင်ကျော်ဝင်းထွတ်ခကျော်မင်းထွန်းနှင့်ဟာသာတရုတ်ဆောင်အုံတိုင်းခစောပြင်းဒါရိုက်တာအောင်ချန်းလူရုပ်ရှင်ဒါရိုက်တာတက်လွင်ခါ ဇဘူထွန်တက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်သူများဥပဒေဖြင့်အမှုဖွင့်ထားပါတယ်။မောင်မောင်အုံးကစစ်တပ်ရဲ့အထုရောင်ရွေးကောက်ပွဲမဲပေးရေးလှုပ်ရှားမှုများရိုက်ကူးရေးများတွင်ကိုတိုင်ကိုကြလာရောက်ကြည့်ရှုခြင်းဖြင့်မြောက်လာဤမျက်နှာသာပေးမှုကိုရယံကြိုးပမ်းနေကြောင်းပြန်ချားရေးနှင့်နှီးဆက်သောသတင်းရင်းမြစ်တချို့ကဆိုပါတယ်။မောင်မောင်အုံးကတရုတ်ဆောင်အစိုးရတွေစိုင်းဖို့ကင်ပြီးရိုက်မဲ့နေကလာဖို့အစီအစဉ်ထားတာမင်းသားမင်းသမီးတွေအစိုးရတွေကိုတယောက်ချင်းစီကိုကိုတိုင်နှုတ်ဆက်ဖို့ရောအုပ်စုလိုက်မင်းကွန်ချွေစူပေါင်းတပ်ပုံရိုက်ဖို့နဲ့ သူဒီအမှုပညာရှင်တွေကိုဘယ်လိုစီယုံထားပါတယ်ဘယ်လိုတွေဆောင်ရွက်နေပါတယ်ဆိုပြီးမအလာကိုမျက်နှာချိုးသွေးပြီးမျက်နှာလိုမျက်နှာရလှုပ်ဖို့အစီအစဉ်ရှိခဲ့ပေမဲ့ဒေကရိုက်ကူးရင်းနေ့မှာမောင်မောင်အောင်ကမလာဖြစ်တော့ဘူးသူလာမဲ့အစီအစဉ်ပြတ်သွားတယ်နေပြီးတော့မှအရေးပေါ်ကိစ္စရှိလို့ဆိုပြီးအားချင်းသွားလိုက်ရလို့အဲဒါကြောင့်အဆိုတော်တွေနဲ့အနာကက်မျော်ရီမဲပေးမိဆိုတဲ့တခြင်းရိုက်ကူးချိန်မှာလာတာနိုဝင်ဘာ15ရက်နေ့ရန်ကုန်ပြည်လမ်းမြမအတံမှာရိုက်တဲ့ရိုက်ကူးရေးကိုတော့မင်းသားကြီးကမင်းသားလာလုပ်ပြီး ူပထွေမအားလာကိုမျက်နာလုံးပြီးအစီရင်ခံတယ်ဟုအမှုပညာအတိုင်းဝိုင်းတရင်ရင်မြစ်ကပြောဆိုပါရယ်အကြံဖတ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့တွင်အတူရောင်ရွှေကောက်ပွဲပထမပိုင်းကိုစတင်ပြုလုပ်မည်ဟုထုတ်ပြန်ကြေညာချပါရယ်ဆက်လက်ပြီးဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကိုမြမအရေးအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်ဖိလစ်ပိုင်နိုင်ငံကလာမယ့်နှစ်မှာအာဆီယံအဖွဲ့ရဲ့ဥက္ကဋ္ဌတာဝန်ယူမှာဖြစ်လို့မြမအရေးငြိမ်းချမ်းသောအဖြစ်ရှာဖို့နိုင်ငံသားရေးဝန်ကြီး ထရီဆာလာဇာရိုအားအထူးကိုယ်စားလှယ်အဖြစ်ဖိလစ်ပိုင် သမ္မတဖာတီနန်မာကိုစ်ကခန့်အပ်လိုက်ပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာတွဲဆောင်ဆွေးနွေးမှုမှတက်ဆင့်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုရရှိဖို့ဆက်လက်လှုပ်ဆောင်မယ်လို့2026ခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ယူမှုအခမ်းအနားမှာမာကိုစ်ကပြောပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာအပြည်ပြည်ဆိုင်ရာဥပဒေကိုလိုက်နာကာတမတ်ယိုးချနဲ့တမတ်ယိုးချမဟုတ်တဲ့လုံခြုံရေးကိစ္စရပ်တွေမှာဖူပေါင်းဆောင်ရွက်မှုတိုးမြင့်မယ်လို့သူကဆိုပါတယ်။ဖူပေါင်းဆောင်ရွက်မှုနဲ့နားလည်မှုမှတက်ဆင်ကမ္ဘာအတိုင်းဝိုင်းမှာငြိမ်းချမ်းရေးနဲ့တိုးတက်မှုအင်အားတစ်ခုအဖြစ် အာဆီယံအဖွဲ့ကသူ့ရဲ့အခမ်းအနားကိုမြှင့်တင်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်လို့၎င်းကဆက်ပြောပါတယ်။သူ့ကိုပေးအပ်ထားတဲ့အခွင့်အာဏာနဲ့အာဆီယံဘုံသဘောတူညီချက်၅ရဲ့လမ်းညွှန်ချက်အတိုင်းမြန်မာပြည်သူတွေကိုပံ့ပိုးကူညီမဲ့အပြုသဘောဆောင်သောအားလုံးပါဝင်တဲ့အဖြစ်တစ်ခုကိုလာဆာရိုကစောင့်ခြင်းပေးမယ်လို့ယုံကြည်ကြောင်းမာကိုစ်ကပြောပါတယ်။ဘုံသဘောတူညီချက်၅ရဲ့ဆိုတာ2021ခုနှစ်မှာအာဆီယံခေါင်းဆောင်တွေသဘောတူထားတဲ့မြမအရေးငြိမ်းချမ်းရေးလမ်းညွှန်မြေပုံတစ်ခုဖြစ်ပါတယ်။